ဒီပိုင်းရဲ့အစမှာတော့စာကြည့်တိုက်မှုကပြန်ကန်ပြီးမိပိတ်လိုက်တော့သူ့အလိုလိုရုပ်ထည့်ကြီးစာအုပ်ပြုတ်ကျတဲ့ကြားလိုက်ပါတယ်။ပြီးပြန်ဖွင့်ပြီးပြုတ်ကျတဲ့စာအုပ်တွေပြန်စင်းနဲ့ရှင်းအောင်စာအုပ်တို့ကိုတွေ့ပါတယ်။ပြီးတော့အဲ့ဒီစာအုပ်ကိုဖွင့်ပြီးစာပြင်နာတွေကိုတရွတ်ချင်းလှန်ကဖတ်ကြည့်နေတော့မှအပြင်မှာလကိုသွေးဖုံးလန်းသွားကရုပ်ထည့်ရဲ့လကျက်သွားပြီးခွေးဥတန်တွေလည်းနေရာအနှံ့ကထွက်ပေါ်လာပါတယ်။ဒီထူးခြားမှုကဒီစာအုပ်ကြောင့်ပဲလားတိုက်ဆိုင်မှုလားဆိုတာတော့ ဒီဇလန်ထဲမှာအဖြေရှာကြည့်အောင်ပါဇလန်လေးရဲ့အစမှာတော့တာယာတဲ့မနခင်တစ်ခုရဲ့တက္ကသိုလ်ကျောင်းဝန်ကြီးထဲမှာနှင်းဆက်ဆိုတဲ့ကျောင်းသူလေးတယောက်ကဖုံးပို့ရင်းနဲ့ကျောင်းထဲဝင်လာပါတယ်ဇော်ရှိန်ဆိုတဲ့ကျောင်းသားကတော့တငယ်ချင်းတွေနဲ့ဘာညာတာကာရှောက်ပြောနေပါတယ်ဆိုရှယ်မီဒီယာပေါ်မှာ beauty blogger ဖြစ်ဖို့ကြိုးစားနေတဲ့နာတာရှာဆိုတဲ့ကျောင်းသူလေးကတော့ကျောင်းထဲမှာဆူလို့ဆိုပြီးစာဖတ်နေသူတွေမှအားမနာပဲစာကြည့်ထိုက်ထဲမှာလိုက်လွှင့်နေပါတယ်သူ့နာမည်အရင်ကြည်ချင်းမြင့်လို့ခေါ်တာကိုနာတာရှာကမကြိုက်ပါဘူးကန်ဆိုးစွာပဲ ကျောင်းမှာပါရံကပိချက်ဖြစ်ပြီးတော့ဆရာကြီးလှုပ်တဲ့ ူမပါရင်ပွဲမစီတဲ့နှိချိုချောင်းသားဟောင်းကြီးကိုဟန်ကြီးကနာတာရှာလိုက်အောင်မှာချီချင်းမြင့်တိုးတိုးနေဟာလို့ရေးလိုက်တာကြောင့်နာတာရှာကအရှံလာတွေ့ပါတယ်စီကန်လိုက်နာတဲ့ကြောင်းဆရာကြီးထာနဲ့အဟန်ကြီးကဩဝါဒချွေပြီးကန်ဒီဘက်မှာဘဲခေါင်းနေအတန်းလေးနေလည်းမတည်ဘူးပြောကထွက်သွားပါတယ်ကန်နေရောက်တော့ဆရာလိုက်ကြပြီးဖော်ရှုပ်လိုက်လို့ပြင်မဲ့သူ့ကိုဘသူမှဖုတ်လေတဲ့ငပိရှိရတောင်မထင်ကြပါဘူးဂိမ်းစော့နေတဲ့အဝင်းတို့ဝိုင်းရောက်တော့မနဲ့ကြရင်ဖမ်းမဲရှိတယ်ငါဥဆောင်မှာမို့ဝိုင်းကူချောင်းအတန်းမတက်ပဲအလီမလိုက်နေချာနဲ့ဘာညာတာတကာ36လေး လွတ်နေတော့နားကြီးလို့ဝင်းတို့အုပ်စုကထပြန်သွားပါတယ်။အခန်းထဲရောက်တော့စောက်ကတောင်ဆရာပြန်ခေါ်ရမယ်။စာမစာဖြစ်နေတဲ့ assembly ကတခန်းလုံးစူညံနေတော့စာလို့ရတာအာယုံမလာလို့ရေဘူးကိုခုံမော်ကိုစောင့်ချလိုက်တော့တခန်းလုံးငြိမ်ချသွားပါတယ်။ တခန်းလုံးမှာဆမ်မဒီနဲ့နာတာရှာကအဆွာဆုံးပဲလို့အကြောင်းသူနှစ်ယောက်ကအတင်းပြောလိုက်တော့နာတာရှာကလှည့်ပြီးရှန်တွေ့မယ်လို့တော့အကြောင်းသူနှစ်ယောက်ကနာတာရှာကိုအမြဲအားပေးကြောင်းပြောတော့နာတာရှာလည်းသူ့ရဲ့ professional food blogger ရဲ့ဂုဏ်သိက္ခာကိုထိန်းတဲ့အနေနဲ့ရှော်ချလိုက်ရပါတယ်။တစ်ဖက်မှာတော့နင်းဆက်ရဲ့တငယ်ချင်းနှစ်ယောက်ကတခန်းလုံးကိုမုံကျွေးပြီးနာတာရှာလို့နာမည်ပြောင်းလိုက်တဲ့ချီချီမြင့်ကိုမသိလို့အံ့ဩနေပါတယ်။